မြန်မာလူမျိုးတွေကယုံမှတန်တရာလို့ဒီလိုနားလည်ကြတယ်။ယုံမှတန်တရာကိုဝေစီကိစ္စလို့နားလည်ကြတယ်။ဒါပေမဲ့ဝေစီကိစ္စအစစ်ဝေစီကိစ္စအတုဆိုပြီးတော့နှမျိုးတော့နားလည်ဖို့လိုတယ်။ယုံမှတိုင်းကိုဝေစီကိစ္စလို့မခေါ်ဘူး။ဘာတွေကိုယုံမှတာလဲဆိုတော့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးယုံမှတယ် မြတ်စွာဘုရားဟာအလုံးစုံကိုသိတော်မူတယ်လို့ပြောကြတယ်။တော့ဘုရားရှင်သည်တိစီယာမန္တမယကို အလုံးစုံတကယ်သိတာ ဟုတ်ကဲ့လား။တိရှင်မှသိမှာပါလေလို့ဒီလိုတန်တရားဖြစ်အဲ့ဒါဝိစီကိစ္စပဲ။နော်ဘုရားရှင်သည်အလုံးစုံကိုမသိပါဘူးလို့ယတိပြတ်ဆုံးမချက်ချရင်တော့အဲ့ဒါဒိဋ္ဌိလို့ခေါ်တယ်။ဝေခွဲမရဘူးယုံတဝက်မယုံတဝက်ဖြစ်နေတယ ဘုရားရှင်သည်အလုံးစုံကိုသိတယ်ဆိုတာဟုတ်ပါမလားမသိပဲများနေမလားဘုဒ္ဓတော်တို့ကဘုန်းကြီးတစ်ပါးစာရေးတာဖတ်လိုက်ရတယ်မြတ်စွာဘုရားရှင်သည်မိမိကိုယ်ကိုသဗ္ဗညုတဘုရားအဖြစ်ဝန်မခံဘူးဆိုပြီးတော့ပြောချင်တာကဘုရားရှင်သည်အလုံးစုံကိုမသိဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပဲအဲ့လိုမြတ်စွာဘုရားရှင်သည်အလုံးစုံကိုမသိပါဘူးလို့ဒီလိုကောက်ချက်ဆွဲလိုက်မယ်ဆိုရင်အဲ့ဒါဒိဋ္ဌိဖြစ်သွားမယ် ဘုရားရှင်ဒီအလုံးစုံကိုသိခြင်းမှသိမှာပါဂျုံတဝက်မယုံတဝက်ဖြစ်နေတယ်ဆိုရင်တော့အဲ့ဒါဝီစီကိစ္စပဲပေါ့နောက်တစ်ခါတရားနဲ့ပတ်သက်ပြီးလဲဝီစီကိစ္စဖြစ်တယ်ဒီမြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကိုလိုက်နာကျင့်သုံးတယ်ဆိုရင်ဒုက္ခတွေငြိမ့်တယ်ဆိုတာဟုတ်ပါမလားဒီလိုကျင့်လို့ ဒုက္ခတွေချုပ်ငိမ့်နေဆိုတာဟုတ်ပါမလားသိရင်ကောင်းရာဒုက္ခတွေရောက်တယ်ဆိုတာဟုတ်ပါမလားတရားနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်တယ်ပေါ့ဒီတရားကိုကျင့်လို့ဒုက္ခတွေငိမ့်တယ်လို့လက်ခံတယ်ဆိုရင်ဒါတမ္မာဒိဋ္ဌိမငိမ့်ဘူးလို့လက်ခံလိုက်ရင်မိစ္ဆာဒိဋ္ဌိငိမ့်နေသလားမငိမ့်နေသလားလို့ယုံတဝက်မယုံတဝက်ဖြစ်နေဝိစီကိစ္စနောက်တစ်ခါတန်ခါတန်ခါနဲ့ပတ်သက်ပြီးလဲဝိစီကိစ္စဖြစ်တယ် ကောင်းကောင်းမွန်မွန်နဲ့မြတ်စွာဘုရားအဆုံးအမတွေကိုကျင့်တဲ့ပုဂ္ဂိုလ်တွေကိုမြင်နေရတဲ့နဲ့ဒီဘုန်းကြီးတွေဒီတန်ဃာတွေဟာဘုရားအဆုံးအမအတိုင်းကောင်းကောင်းမွန်မွန်ကျင့်တာဟုတ်ကဲ့လားမကျင့်မဲများနေမလားလို့ဝေခွဲမရတန်တရားဖြစ်တဲ့ဝေစီကိစ္စပရိယာတန်ဃာတော်တွေဟာဘုရားအဆုံးအမတွေကိုကောင်းကောင်းမွန်မွန်ကျင့်တယ်ဆိုတာဟုတ်ပါမလားအဲ့လိုမျိုးယုံမတန်တရားရှိတာဝိစီကိစ္စနောက်တခါ ရှိဘဝနောက်ဘဝနဲ့ပတ်သက်ပြီးလဲဝိဇိကိစ္စဖြစ်တယ်။ဘုရားသခင်ဖန်ဆင်းလို့မြတ်တတဝါတွေဖြစ်လာတာလား။အရင်တုန်းကဘဝတွေဆိုတာရှိပါမလား။ယတိပြတ်ကြီးအရင်တုန်းကဘဝတွေဆိုတာမရှိဘူး။ဘုရားသခင်ဖန်ဆင်းတာပါလို့ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်တဲ့ဆိုရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိပဲမို့။အဲ့လိုမှမဟုတ်ဘဲနဲ့ရှိဘဝရှိတယ်လို့မြတ်စွာဘုရားကဟောတယ်။တကယ်ကောရှိရောလားမရှိဘူးလို့လည်းမဆုံးဖြတ်ရဘူး။ ရှိတယ်လို့လည်းလက်မခံရဲသေးဘူးအဲ့တော့ရှိနေသလားမရှိနေသလားလို့ယုံတဝဲမယုံတဝဲအနေထားမျိုးကိုဝီစီကိစ္စခေါ်တယ်နောက်ဘဝနဲ့ပတ်သက်ပြီးလဲအဲ့တိုင်းပဲတတဝါတွေကတည်ပြီးရင်ပြီးပြီနောက်ဘဝဆိုတာရှိပါမလားရှိချင်မှရှိမှာပါစသည်ဖြင့်နောက်ဘဝနဲ့ပတ်သက်ပြီးတော့လဲယုံမတန်တရားဖြစ်တယ်အဲ့ဒါဝီစီကိစ္စပဲအော်ကံတရားနဲ့ပတ်သက်ပြီးတော့လဲဝီစီကိစ္စဖြစ်တယ်ကောင်းတာတော့ရင်ကောင်းကျိုးရတယ်ပြောတယ်မကောင်းတာတော့ရင်မကောင်းကျိုးရတယ်ပြောတယ်တကယ်ဟုတ်လို့လား ကောင်းတာလုပ်လို့ကောင်းကျိုးတကယ်ရပါမလားမကောင်းတာလုပ်ရင်လည်းမကောင်းကျိုးတကယ်ရပါမလားကံဆိုတာတကယ်ရှိလို့လားဆိုတာမျိုးယုံမတန်တရားဖြစ်တာဝိစီကိစ္စယနေ့ခေတ်မှာမိစ္ဆာဒိဋ္ဌိတွေဖြစ်နေကြတယ်ဝိစီကိစ္စတွေဖြစ်နေကြတယ်ဒါပေမဲ့အဲ့ဒါကိုပညာလို့ထင်နေတယ်နော်ပညာထင်နေတယ်တကယ်တော့ပညာမဟုတ်ဘူးဝိစီကိစ္စဖြစ်နေတာကောင်းတာလုပ်လို့ကောင်းကျိုးရတယ်ဆိုတာဟုတ်ပါမလားလို့ယုံမတန်တရားဖြစ်နေတာဟာပညာမဟုတ်ဘူးနော်အဲ့ဒါဝိစီကိစ္စ တော့အဲ့ဒီဝေစည်းကိစ္စကိုဘုံကြီးမှတ်မနေရဘူးခုမှအဲ့လိုဝေစည်းကိစ္စတွေဖြစ်လာပြီဆိုရင်တတိနားလည်တဲ့ပညာရှင်တွေကိုချင်းကမေးရမယ်ကိုကိုနိုင်စွမ်းနိုင်တယ်ဆိုရင်တန်းစာအုပ်တွေကိုဖတ်ရှုလေ့လာရမယ်ကိုယ့်ရဲ့တန်တရားတွေကိုဖြောက်နိုင်တဲ့နည်းလမ်းကပညာမေးမြန်းခြင်းနဲ့စုံစမ်းခြင်းပဲပေါ့တန်တရားဖြစ်လာရင်ဒီတိုင်းမထားရဘူးတန်တရားတွေအားကြီးလာရင်မိစ္ဆာဒိဋ္ဌိဘက်ကိုရောက်သွားတတ်တယ်အဲ့တော့တန်တရားတွေကိုမလုပ်ရမလဲရှင်းရမှာဖြစ်တယ်ပေါ့ဘလို့ရှင်းမလဲဆိုရင် တရားတွေများများနာစာတွေများများဖတ်ပညာရှိလို့အများကသမုတ်ထားမိမိလက်ခံနိုင်လောက်တဲ့ပုံကိုမျိုးထံကိုချင်းကပ်ပြီးတော့မေးဒါမှကိုယ့်ရဲ့တန်တရားတွေရှင်းပြီးတော့အဖြစ်တစ်ခုရလာမှာဖြစ်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့အဲ့ဒီတန်တရားတွေကြီးထွားလာခဲ့ရင်နောက်ဘဝဆိုတာမရှိပါဘူးကွာကောင်းတယ်လို့လည်းကောင်းကျိုးရမနေပါဘူးလို့ဒိဋ္ဌိဘက်ကိုရောက်သွားတဲ့တယ်ပေါ့ဒီနေ့ကတော်တော်များများကအဲ့လိုဒိဋ္ဌိမျိုးတွေဖြစ်နေကြတယ်ဝိသိကိစ္စအကုသိုလ်တွေဖြစ်နေကြတယ်ဒါပေမဲ့အဲ့ဒါကိုမသိဘူး ဒိဋ္ဌိဖြစ်လို့ပြင်မမသိဘူးဝိသိကိစ္စဖြစ်လို့ပြင်မမသိဘူးဒါကိုဉာဏ်ပညာလို့ထင်နေတယ်မတော်ကဝိပဿနာဝါဒဆိုပြီးတော့ဉာဏ်ပညာဖြစ်တဲ့ထင်နေတယ်မဟုတ်ဘူးအဲ့ဒါဉာဏ်ပညာမဟုတ်ဘူးနော်ဝိသိကိစ္စဖြစ်နေတာဒိဋ္ဌိဖြစ်နေတာဒီကောင်းပြီအဲ့ဒီတော့ဝိသိကိစ္စဆိုတာကအဲ့ဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးယုံမတန်တရားဖြစ်တဲ့ရှိဘဝနောက်ဘဝတွေနဲ့ပတ်သက်ပြီးယုံမတန်တရားဖြစ်တဲ့ကုသိုလ်အကုသိုလ်ကံတွေ ကံရဲ့အကျိုးတရားတွေနဲ့ပတ်သက်ပြီးဝိစီကိစ္စတွေဖြစ်တယ်ယုံမတန်တရားတွေဖြစ်တယ်နော်နောက်တစ်ခါအကြောင်းအကျိုးဆွနေမှုတရားတွေဘုရားတခင်ဖန်ဆင်းရဲဆိုတာမရှိဘူးတကယ်တော့တတ္တဝါအလုံးအရာဝတ္ထုအလုံးကအကြောင်းအကျိုးဆက်နွယ်နေတာအကြောင်းရှိလို့ဖြစ်နေတဲ့အကျိုးတရားတွေဖြစ်တယ်မို့အကြောင်းမဲ့တတ်တဲ့ဘယ်အရာမှဖြစ်မနေဘူးအလုံးကအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားတွေကြီးပဲဒါမှမဟုတ်အဲ့ဒီလိုအကြောင်းနဲ့အကျိုးကိုနားမလည်တဲ့အခါကျတော့အကြောင်းအကျိုးဆက်နွယ်တယ်ဆိုတာဟုတ်ပါမလား အကြောင်းကြောင့်အကျိုးရတယ်ဆိုတာဟုတ်ပါမလားတူဦးတယောက်များဖန်ဆင်းလေသလားသူ့မဟုတ်သူ့အလိုလိုများဖြစ်လာသလားလို့ယုံမတန်တရားဖြစ်တယ်အဲ့ဒါဝိစီကိစ္စပဲပေါ့အဲ့ဒါအကုတ္တဝိစီကိစ္စအစ်စ်ပဲနော်ဝိစီကိစ္စအစ်စ်ပဲဝိစီကိစ္စအတုဆိုတာရှိသေးတယ်မိမိတို့စာရိပါတိသင်တဲ့ခါမှာဒီစာကဘာဆိုလိုတာလဲပေါ့စာရဲ့ဆိုလိုချက်အဓိပ္ပာယ်ကိုရှင်းရှင်းလင်းလင်းနားမလည်ဘူး ီလိုမျိုးဆိုလိုတာလားဟိုလိုဆိုလိုတာလားဒီလိုဖြစ်နိုင်သလားဟိုလိုဖြစ်နိုင်သလားလို့ဝေခန့်မရဖြစ်နေတဲ့စာအဓိပ္ပာယ်ကိုလေအဲ့ဒါကြတော့ဝေစည်းကိစ္စမဟုတ်တော့ဝေစည်းကိစ္စမဟုတ်ဘူးနောက်တစ်ခါခရီးတွေဘာတွေသွားတဲ့အခါမှာလမ်းတွေဘာတွေမသိတဲ့အခါမှာဘယ်ဘက်လမ်းကိုလိုက်ရမလားညာဘက်လမ်းကိုသွားရမလားဘယ်လမ်းကအမှန်လဲလမ်းနဲ့ပတ်သက်ပြီးဝေခွဲမရဘူးဟိုလမ်းလိုလိုဒီလမ်းလိုလိုဖြစ်နေတယ်အဲ့ဒါဝေစည်းကိစ္စမဟုတ်ဘူး နော်ဝိဇိကိစ္စမဟုတ်ဘူးတွင်းနေတဲ့ဝိတ္တသဘောတွေဖြစ်တယ်နော်အေးအဲ့ဒီတော့ယဟန်တော်တင်ဆိုလို့ရှိရင်လည်းဝီနည်းနဲ့ပတ်သက်ပြီးတော့ဒါကအတ္တလားမအဘူးလားလို့တန်တရားတွေဖြစ်တယ်ဒီလိုလောကောင်းသလားမလောကောင်းဘူးလားဒါစားကောင်းသလားမစားကောင်းဘူးလားတန်တရားတွေဖြစ်တယ်အဲ့ဒါဝိဇိကိစ္စမဟုတ်ဘူးအဲ့ဒါဉာဏ်ပညာလို့ခေါ်ရတယ်ပေါ့ဝိဇိကိစ္စမဟုတ်ဉာဏ်ပညာ စဉ်းစားဆင်ခြင်တဲ့ဉာဏ်ပညာလို့ခေါ်တယ်ဒါ SSE မ SSE ပင့်တော်ကြီးမပင့်တော်ကြီးကိုစဉ်းစားတဲ့ဉာဏ်လို့ခေါ်တယ်ဒါကြောင့်တိတိကျကျမသိတဲ့ပညာရက်တွေလမ်းခရီးတွေဝိနည်းနဲ့ပတ်သက်တဲ့အရာတွေမှာတန်တရားဖြစ်တာဒီဝိစီကိစ္စမဟုတ်ဘူးတချို့နေရာမှာဉာဏ်ပညာဖြစ်ပြီးတော့တချို့နေရာမှာဝိတက်လို့ခေါ်တဲ့အတွေးတွေသာဖြစ်တယ်ပေါ့အဲ့တော့ဝိစီကိစ္စယုံမာတယ်ဆိုတာဖရာတရားတန်ခါရဲ့ကံကံရဲ့အကျိုးရဲ့ ဒီဘော်ဒီမှာယုံမှားမှုကိုဆိုလိုတယ်ခြေဘဝနတ်ဘဝတွေနဲ့ပတ်သက်ပြီးယုံမှားမှုတွေကိုဆိုလိုတယ်ပရိစ္ဆာသမုပ္ပါဒ်လို့ခေါ်တဲ့အကြောင်းကျိုးဆက်နွယ်မှုတွေအပေါ်မှာယုံမှားမှုတွေကိုဆိုလိုတယ်အဲ့ဒါဝိသေကိစ္စအစစ်ပဲကျန်တာတင်းကကိုဘုဟုတုဒမပြေဝါလို့မပြည့်စုံတဲ့အတွက်ကြောင့်ဟုတ်ဤမဟုတ်ဤတန်တရားဖြစ်နေတာအဲ့ဒါကဝိသေကိစ္စမဟုတ်တော့ဘူးဝိတက်အတွေးတွေခေါ်တယ်တချို့နေရာမှာဉာဏ်ပညာခေါ်တယ်ပေါ့အဲ့ဒါကဝိသေကိစ္စအတုနဲ့အစစ်ကိုခွဲခြားသိဖို့ပေါ့နော်အဲ့တော့ဒီဝိသေကိစ္စဆိုတာ ကောင်းသလားဆိုတော့မကောင်းဘူးပေါ့အဲ့တော့ဒီလိုယုံမှန်တန်တရားတွေဖြစ်လာတဲ့အခါခုနကပြောသလိုဒီယုံမှန်မှုတွေကအင်အားကြီးလာခဲ့ရင်မိစ္ဆာဒိဋ္ဌိဖြစ်ဖို့ပြောင်းသွားတယ်ဟိုနောက်ဘဝဆိုတာရှိမနေပါဘူးကွာမိစ္ဆာဒိဋ္ဌိဘက်ကိုပြောင်းသွားတယ်မကောင်းတာလှုပ်လဲမကောင်းကျိုးရမနေပါဘူးလှုပ်ချင်တာလှုပ်သူများဥစ္စာကိုခိုးချင်သလားစဉ်းစားမနေနဲ့ခိုးတာခိုးဘာမှမဖြစ်ဘူးသူများတက်ကိုတက်ချင်သလားတက်နောက်ဘဝဆိုတာမရှိဘူးနော် တော့တက်ခြင်းနဲ့တက်ခိုးခြင်းနဲ့ကိုတုံညသားမင်းဆောကားခြင်းနဲ့ဆောကားနောက်ဘဝဆိုတာရှိဘူးအဲ့တော့ဝိဇိကိစ္စကနေမိစ္ဆာဒိဋ္ဌိအဖြစ်ကိုပြောင်းသွားပြီးတော့ဒုစရိုက်တွေကိုလွန်ကျူးဖို့အတွက်ရဲတင်းသွားတယ်ပေါ့နောက်ဘဝရှိတယ်လို့လက်ခံထားရင်မကောင်းမှုတွေကိုလုပ်ဖို့တွန့်ဆုံနေတယ်နော်ခိုးခြင်းတော့မှနောက်ဘဝခံရမှာဆိုတာအတွေ့အကြုံရှိနေတော့မခိုးရဲဘူးသူတမတက်ကိုတက်ခြင်းနဲ့ဆိုရင်တော့နောက်ဘဝရှိရင်ဝတ်လေအောင်မှာ ဆိုတော့အဲ့ဒီအတွင်းလေးကြောင့်တက်ရှင်တဲ့ဒေါသစိတ်ဖြစ်နေတော့မှမတက်ဖြစ်ဘူးအကယ်၍သာနောက်ဘဝရှိမနေဘူးကွာဘာမှမဖြစ်ဘူးဆိုရင်တော့စဉ်းစားတစ်ခါစဉ်းစားကြည့်ရမလို့တက်ရှင်လားတက်ခိုးရှင်လားခိုးဒီလိုဖြစ်သွားတယ်အဲ့တော့ဒီဝိစိကိစ္စတို့ဒိဋ္ဌိတို့ဟာမကောင်းမှုအကုသိုလ်တွေကိုရဲရဲတင်းတင်းလှုပ်ဖို့အတွက်ကိုတွန်းအားပေးနေတဲ့တရားတွေဖြစ်တယ်ပေါ့။ဒါကြောင့်သူ့ကိုအကုသိုလ်တရားစုထဲမှာထည့်သွင်းဟောကြားထားခြင်းဖြစ်တယ်။အဲ့တော့လောကကြီးကိုဒုက္ခတွေပေးနေတာဘယ်သူမှမဟုတ်ဘူး။ ဒီအကုသိုလ်တရားစုတွေဖြစ်တယ်တတဝါတွေအတွင်းမှာရှယ်လန်နေတဲ့ဒီမကောင်းစုမကောင်းမှုတရားတွေဖြစ်တယ်နော်ဒီလောဘတို့ဒေါသတို့အိတ်တမစ္စရိယတို့မေမာနတို့ဝိစီကိစ္စတို့ဒိဋ္ဌိတို့ဒါတွေကတတဝါတွေကိုရှယ်လန်နေတာကမ္ဘာကြီးကိုဆင်းရဲအောင်ဒုက္ခရောက်အောင် လုပ်နေတာဘသူမှမဟုတ်ဘူးဒီတတဝါတွေအတိတ်ရဲ့တန်တမ်းမှာကိန်းအောင်နေတဲ့အကုသိုလ်တရားတွေဖြစ်တယ်ပေါ့အဲကြောင့်ငြိမ်းချမ်းခြင်းလဲဆိုရင် ဘာလို့မှမလဲမင်းကိုစီကိုစီကိုတန်တန်မှာရှိတဲ့အကုသိုလ်တွေကိုငိမ့်သက်ရမှာဖြစ်တယ်။ငိမ့်သက်ရမှာဖြစ်တယ်။ဒါကြောင့်ဥပဇင်းတို့ကျေးဇူးတော်ရှင်တောင်မြတ်မာဂရံဆေတော်ဘုရားကြီးကဘာစုတောင်းကလေးဆိုတော့အခုလိုနော်ကျမ်းစာတွေရေးသားရတဲ့ကုသိုလ်ကောင်းမှုကြောင့်လူပုဂ္ဂိုလ်တွေအသိဉာဏ်ရအောင်ဟောပြောရေးသားရတဲ့ကုသိုလ်ကောင်းမှုကြောင့်မိမိတန်တန်မှာအကုသိုလ်တရားတွေနှဲပါတဲ့နှဲပါပါစေလို့ နံပါတ်1ဆုတောင်းတယ်နော်မိမိတန်တမ်းမှာအကုသိုလ်တွေနည်းတဲ့နည်းပါစေငြိမ်းချမ်းကျင်တာကိုနော်ငြိမ်းချမ်းကျင်တော့အပူဆုမတောင်းနဲ့ကိုယ်တန်တမ်းမှာအကုသိုလ်တွေငြိမ်းဖို့သာဆုတောင်းတကယ်အေးချမ်းတယ်ပေါ့အကုသိုလ်တွေရှိလို့ပူလောင်နေတာဖြစ်တယ်ညတကယ်ငြိမ်းချမ်းရေးအစစ်ကအကုသိုလ်တွေကိုဖယ်ရှားမှဖြစ်မယ်အကြောင်းရှင်တော်ဘုရားကြီးကဤကုသိုလ်ကောင်းမှုကြောင့်မိမိတန်တမ်းမှာအကုသိုလ်တရားတွေနည်းတဲ့နည်းပါစေနော်နံပါတ်1ဆက်ပြီးဆုတောင်းတာကမိမိနဲ့ပတ်သက်တဲ့ပုံကိုယ်တွေ မိမိပတ်ဝန်းကျင်ကပုံကိုယ်တွေလည်းပဲအကုသိုလ်တွေနေပါပြီးတော့စိတ်ကောင်းရှိတဲ့ပုံကိုယ်တွေဖြစ်ပါစေဟုတ်တယ်လေကိုယ်တန်တန်မှာအကုသိုလ်နေမယုံနဲ့မပြီးဘူးကိုယ်ပတ်ဝန်းကျင်ကပုံကိုယ်တွေလည်းအေးချမ်းဖို့လိုတယ်ကိုယ်ကတော့တတ်နိုင်သမျှအကုသိုလ်တွေကိုကင်းအောင်ကြိုးစားနေပေမဲ့ပတ်ဝန်းကျင်ကအလွန်ရုပ်မာတဲ့ပုံကိုယ်တွေဝိုင်းညံနေတယ်ဆိုရင်ငြိမ်းချမ်းဖို့မလွယ်ဘူးလေကိုယ်နားမှာရှိတဲ့ပုံကိုယ်တွေကစိတ်ပုတ်စိတ်ယုတ်တဲ့ရှိတဲ့ပုံကိုယ်တွေဖြစ်နေမှာ ကိုနားမှာရှင်းတဲ့ပုံကိုယ်တွေကအလွန်ယုံမာတဲ့ပုံကိုယ်တွေဖြစ်နေမယ်ဆိုရင်ဘလို့လို့အေးချမ်းမတော့ဘူး။တရားစီတော်ဘုရားကြီးကမိမိတန်တန်မှာလဲအကုသိုလ်တွေနေတဲ့နေပါစေမိမိနဲ့ဆက်နွယ်ပတ်သက်နေတဲ့ပုံကိုယ်တွေလဲအကုသိုလ်တွေကင်းကျင်းကြပါစေလို့ဆရာတော်ကြီးကဆုတောင်းပြုတယ်။အဲကြောင့်ဦးဇင်းတို့ကဘာကြီးငင်းချမ်းစေခြင်းနဲ့ကို့နိုင်ငံငင်းချမ်းစေခြင်းနဲ့ကို့အရက်ကို့ဒေတာကို့ပတ်ဝန်းကျင်ငင်းချမ်းစေခြင်းနဲ့ဆိုရင်မိမိကစပြီးတော့အကုန်လုံးမိမိတန်တန်မှာကိန်းအောင်နေတဲ့အကုသိုလ်တရားတွေကို နီလန်အမျိုးမျိုးနဲ့ဖယ်ချရမှာပယ်တတ်ကြရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီနေ့အလူရှင်များနဲ့တကဓမ္မမိတ်ဆွေများအားလုံးတတဝါတွေကိုဒုက္ခပေးနေတဲ့တရားစုများဖြစ်တဲ့အကုသိုလ်တရားတွေကိုမြတ်စွာဘုရားဟောကြားခဲ့တဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တွေနဲ့ဆွမ်းနိုင်ကြဖယ်ချကြပြီးတော့မြတ်စွာဘုရားအဆုံးအမတော်အတိုင်းပဲလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း Amen. Ah, ah.